ိမ်ကြီးတစ်လုံး။မူသားရဲ့အပြည့်လူတစ်ယောက်နဲ့ထူးဆန်းတဲ့တပင်ကြီး။နမောနရဲ့ suggested movie season ကနေဒီတစ်ပတ်မှာတော့ကြည့်ရှုသူပရိသတ်တွေအကြိုက်တွေ့စေမဲ့ Edward Regan Murphy လို့ခေါ်တဲ့ Eddie Murphy ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုညွှန်ပေးကြပါတယ်။ဒါကတော့2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Haunted Mansion ၂၀၁၂ခုနှစ်မှာထွက်ရှိခဲ့တဲ့ A Thousand Walls တို့ပဲဖြစ်ပါတယ်။ ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်တဲ့အတွက်လက်မွန်ရဲ့ channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်ဒီ season လေးကိုအချိန်မမှန်စောင့်ကြည့်ဖို့လည်းပြောပြပါရှင် Andros Regan Murphy လို့ခေါ်တဲ့ Eddie Murphy ကတော့ American actor, comedian နဲ့ singer တူဖြစ်ပါတယ်။သူ့ရော1962ခုနှစ် April 3ရက်နေ့ New York Brooklyn မှာဖခင် Charles Edward Murphy နဲ့မိခင် Lillian Murphy ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ Murphy ကတော့နာမည်ကျော်ဟာသတရုပ်ဆောင် Richard Pryor ရဲ့ That Nigga's Crazy Album ကိုနားထောင်ခဲ့ပြီးနောက်မှာတော့သူကဟာသလူရှင်တော်တူဖြစ်လာဖို့အတွက်စိတ်အားထက်သန်လာခဲ့ပါတယ်။ ငယ်စဉ်ကတည်းကမာဖီကသူ့ရဲ့ဟီးရိုးဘရဒင်ဟာတာတယောက်ဆောင်ပီတာဆဲလာဆဲဟာတာပညာတွေကိုအထူးယူလေ့လာခဲ့ပါတယ်ဘီလ်ကော့စပီရက်ဖော့စ်နဲ့ရောဘင်ဝီလျံစ်တို့ကလည်းသူကလေးဘဝမှာတော်တော်လေးကိုလွှမ်းမိုးနိုင်ခဲ့ပါတယ် 1986ခုနှစ်ဇူလိုင်လ9ရက်နေ့သူ့အသက်15နှစ်မှာမာဖီကသူ့ရဲ့အသက်မွေးဝမ်းကြောင်းအစလို့ပြောလို့ရတယ်ဖျော်ဖြေမှုဖြစ်နေအဲ Roosevelt Yacht Center မှာအဆိုတော့ Air Green ရဲ့ Last Day Together တခြင်းကိုတည်ဆုပ်ဖျော်ဖြေခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့သူကចောင်းတန်ရင်နဲ့ဝါသနာပါတဲ့အလုပ်ကိုတစ်ဖက်ကနေလုပ်ကင်ခဲ့ပါတယ်သူကကိုပိုင်ဝင်ငွေနဲ့ရက်တည်နိုင်ခဲ့ပြီးတော့ New York မြို့ Garden City မှာရှိတဲ့နီးပညာကောလိပ်ကိုလည်းတက်ရောက်နိုင်ခဲ့ပါတယ်သူ့ရဲ့စူးစမ်းမှုကြောင့်မို့လို့ New York မှာရှိတဲ့ Garden နဝင် American Club ဖြစ်တဲ့ Comet Street မှာတွားရောက်ဖြောပြင်းနေတဲ့ပရိသတ်တွေလည်းအခိုင်အမာရရှိလာခဲ့ပါတယ်။1982ခုနှစ်သူတန်20မှာတော့ NBC ရဲ့နာမည်ကြီး Saturday Night Live ဟာတာအစီအစဉ်ရဲ့1981-1982ရာသီမှာပါဝင်ခဲ့ပါတယ်။ Saturday Night Live အစီအစဉ်မှာပါဝင်ပြီးတဲ့နောက်မှာတော့ Murphy ကရုပ်ရှင်နဲ့ပဲကိုစပြီးတော့ခြေချလာပါတယ်။ ထမဆုံးနေနဲ့48 hours စကားနဲ့ပွဲဥထွက်လာခဲ့ပြီးတော့1982ခုနှစ်တွင်ရသည်မှာဒီစကားကတော်တော်လေးကိုရေပန်းစားခဲ့ပါတယ်။1984ခုနှစ်မှာတော့မာဖီကလူကြိုက်များတဲ့ action ဟာတရုပ်ရှင် Beverly Hills Cop မှာပထမဦးဆုံးခေါင်းဆောင်မင်းသားအဖြစ်ပါဝင်တည်ဆောက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကလူကြိုက်အရန်များခဲ့ပြီးတော့ United States Post Office မှာ American Dollar တန်း230ကျော်အထိရရှိခဲ့ပြီးတော့1984ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ဝင်ငွေအကောင်းဆုံးဇက်ကဟာတာဇက်ကအားလုံးရဲ့ဝင်ငွေအကောင်းဆုံးဇက်ကနဲ့ US ရဲ့ဝင်ငွေအကောင်းဆုံးဇက်ကများစံချိန်တင်စရင်မှာအဆင့်46နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်48 Hours Beverly Hills Cop Coming to America The Nutty Professor Dr. Doolittle Tower Hills The Haunted Mansion တို့မှာအဓိကပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ခြွေကဘာလုံးစုတစုနဲ့ Grammy စုတစုအပြင်2015ခုနှစ်မှာ Mark Twain Prize for American Humor စုကိုလည်းချီးမြှင့်ခံခဲ့ရပါတယ်။ဒါကတော့ Mafia ရဲ့အကြောင်းကိုလည်းမသိသလောက်လေးပြန်ပြီးတော့ sharing လေးလုပ်ပေးရပါ။အခုတော့ဇာကားအကြောင်းလေးကိုသွားလိုက်ချင်ပါတယ်။လေမပထမဆုံးညွှန်ပြခြင်းတဲ့ဇာကားကတော့2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Haunted Mansion ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ supernatural horror comedy film အမျိုးအစားပဲဖြစ်ပါတယ်။မြေပိုင်ရှင် Edward Gracie နဲ့လူလက်တန်းစာမျိုးသမီး Elizabeth Hanshaw တို့က Edward Gracie ရဲ့ crazy mano ဆိုရဲဒီအိမ်ကြီးမှာပေါ့เนาะချင်းပါတယ်အဲ့ခံပွဲတစ်ခုမှာတွေးဆုံပြီးတော့ချစ်ဆိုင်သွားခဲ့ပါတယ်။ဘာအကြောင်းချောင်မှန်းမသိပဲနဲ့ Elizabeth က Edward C ကိုစာတစောင်ရေးပြီးတော့အဲ့ညမှာပဲကိုကိုကိုတတ်သိခဲ့ပါတယ်။ အလစ်ပတ်ရဲ့အဆုံးစီရင်မှုကအက်ဒဝတ်အဒရက်စောင့်တည်ရမရဖြစ်စေပြီးတော့နောက်ဆုံးမှာသူ့ကိုယ်သူကြိုးစွဲချတတ်တည်သွားခဲ့ပါတယ်။ကြာပြီးရနောက်မှာတော့ Evers and Evers Real Estate အင်ချမ်မြေဝန်ဆောင်မှုရဲ့ပိုင်ရှင်လေးဖြစ်ကြတဲ့ Jim နဲ့ Sarah တို့ကအသက်70နှစ်အရွယ်သား Michael နဲ့ Megan လို့ခေါ်တဲ့အသက်70နှစ်အရွယ်သမီးလေးတူရှိပါတယ်။ ဂျင်ကအရန်အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မိသားစုအတွက်အချိန်မပေးနိုင်ပဲဖြစ်နေပါတယ်။ဘလောက်ထိအောင်အလုပ်များလဲဆိုတော့သူတို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ကိုတော့အချိန်မပေးနိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့်သူကသတင်းပတ်အကုန်မှာခရီးတစ်ခုထွက်ပြီးတော့သူ့မိသားစုကိုအချိန်ပေးဖို့အတွက်ဂရုပေးလိုက်ပါတယ်။ဒီလိုနဲ့ဆာရာစီကိုဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာပြီးတော့အိမ်ရောင်းချင်တဲ့အကြောင်းကိုဆက်သွယ်ပြောဆိုလာပြီးတော့ဆာရာတယောက်တည်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒေါ်လာတန်းစီတန်နဲ့ crazy man ကအကြီးပဲဖြစ်ပါတယ်ဆာရာကအိမ်ကိုသွားမကြည့်ခြင်းပေမဲ့အလုပ်လောပါကြည့်တဲ့ဂျင်ကတော့ခီးသွားရင်းနဲ့လှည့်ဝင်လိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ခရစ်စတီမနောအိမ်ကြီးကိုရောက်တဲ့အခါမှာတော့အိမ်ကြီးကသူတို့ထင်ထားတာထက်ပိုပြီးတော့ခန်းနားနေတာကိုတန့်တော့ပြင်မြင်ကြရပါတယ်။ဘိုးကလည်းရုတ်တရက်ရွာချလိုက်တဲ့အတွက်သူတို့ဟာအိမ်ကြီးရဲ့ကိုဝင်လာပြီးတော့လိုက်ကြည့်နေကြပါတယ်။ သိမကြခင်မှာအိန်တော်ထိန်ရန်စလီရောက်ရှိလာပြီးတော့ဆာရာတယောက်ထဲလာတာမဟုတ်တဲ့အတွက်စိတ်နှောက်ယှက်ဖြစ်နေပုံပေါ်ပါတယ်။အိမ်မန်ရှင်အက်ဒဝတ်ကမုံတိုင်းချပြီးတော့လမ်းတွေပြက်စီးသွားတဲ့အတွက်ကြောင့်မို့လို့ဂရေစီမနော့အိမ်ကြီးမှာတ냐အိတ်ဖို့ပြစ်ခေါ်တဲ့အခါမှာမီးချင်စရာမရှိတော့တဲ့အတွက်သူတို့အားလုံးကလက်ခံလိုက်ကြပါတယ်။နောက်ဆုံးအညမှာ ရှင်မျိုးမိသားစုဘာတွေကြုံတွေ့ကြရမလဲခရစ်စီမနောအိမ်ကြီးရဲ့လျှို့ဝှက်ချက်ကဘာလဲဒေညီကတကယ်ကိုအယောင်းဝယ်ဖြစ်မှာလားဆိုတာကိုသိချင်ရနော်2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Haunted Mansion ဆက်ကမှာကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်ဒီဆက်ကကိုတော့ Director Rock Minkoff ကရိုက်ခွင့်ခဲ့တာဖြစ်ပြီးတော့ Jim Evans အဖြစ် Eddie Murphy Ramsley အဖြစ် Terrence Stamp Master Edward Christie အဖြစ် Nathaniel Parker ဆာရာအေဗော့စ်အဖြစ်မာရှာသောမဆွန်မာဒဘီလီယိုတာအဖြစ်ဂျနီဖာဂျယ်လီအဇရာအဖြစ်ဝေါ်လစ်ရှောင်းတို့ကအဓိကပါဝင်တယောက်ဆောင်ထားပါတယ်ဒီဇကားကတော့ IMDb rating 5.2တိရရှိထားပြီးတော့ဝင်ငွေအနေနဲ့ American Dollar 182.3သန်းတိရရှိထားတယ်အောင်မြင်တဲ့ဇကားတကားပဲဖြစ်ပါတယ်ရှင် ။ဒါမှမဟုတ်နောက်ထပ်ညွှန်းပေးခြင်းတဲ့ဇာတ်ကားကတော့ Eddie Murphy ရဲ့2012ခုနှစ်မှာထွက်ရှိခဲ့တဲ့ A Thousand Words ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားကတော့ fantasy comedy drama film အမျိုးအစားပဲဖြစ်ပါတယ် စာပေထောက်ဝေရေးအေဂျင့်တူဖြစ်တဲ့ Jack McGaw ဟာလင်ညာပြောဆိုခြင်းကိုအလွန်ကျွမ်းကျင်ပြီးတော့ဒီကျွမ်းကျင်မှုကပဲအလုပ်များစွာကိုအောင်မြင်မှုစီကိုဥဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်သူကလင်ညာရင်းနဲ့ပဲနေစဉ်အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့သူကဒေါက်တာစင်ဂျာလို့ခေါ်တဲ့နာမည်ကြီးဘာသာရေးခေါင်းဆောင်တစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂျက်မက်ကောကဒေါက်တာစင်ဂျာရဲ့အသိအမြင်တွေကိုကဘာကြီးကိုချပြနိုင်ဖို့အတွက်စာအုပ်ထုတ်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ သူကဒေါက်တာစင်ကြာကိုချင်းကဲ့ရမှာမျိုးသားခဲ့ပါဘူး။သူပြောနေကြတဲ့အတိုင်းလိညာပြောဆိုပြီးတော့အကျိုးမြတ်အတွက်ဦးစားပေးခဲ့ပြီးတော့သဘောတူညီမှုတော့ရရှိခဲ့ပါတယ်။ဂျက်မက်ကောကတော်တော်လေးကိုပြောရွှင်နေပြီးတော့သူ့ရဲ့အမိကိုလည်းတွားတွေ့ခဲ့ပါတယ်။အိမ်နောက်မှာတော့အိမ်ပြန်ရောက်ပြီးတော့ဇနီးဖြစ်တဲ့သူနဲ့အိမ်ကိစ္စစကားပြောနေစင်ပါပဲထူးဆန်းတဲ့အေယာမတပင်ကြီးတပင်ကသူ့ရဲ့ channel မှာရုတ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်။နောက်နေ့ Jack McGaw အလုပ်သွားတဲ့အခါမှာတော့ဒေါက်တာစင်ဂျာကစာအုပ်ထုတ်ဖို့အတွက် ဒီစာအုပ်မူချမ်းကို ပို့ထားခဲ့ပါတယ်။ဒါပေမဲ့စာအုပ်ကစာမျက်နှာငါးမျက်နှာပဲပါပါတယ်။ That's the book. ဂျက်မကောနဲ့ဒေါက်တာဆန်ဂျာတို့စာအုပ်ကြောင်းပြောနေရင်လည်းထူးဆန်းတဲ့သစ်ပင်ကြီးစီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့ဖြစ်ချက်တစ်ခုကစီးကျုံနေခဲ့ပါပြီ။ ဒါကတော့ Jack ကစကားတခုပြောတိုင်းထူးဆန်းတဲ့တပင်ကြီးကတည့်ရက်တွေကြွေကြသွားတာပဲဖြစ်ပါတယ်။ဒီဖြစ်ရက်ကိုသတိထားမိတာကတော့ဒေါက်တာဆန်ကြာပဲဖြစ်ပါတယ်။ Jack Look at the tree and say something. Say what? သစ်ပင်ကနေအရွက်တွေခြေချလာတိုင်းမှာဂျက်ကအားနေလာပြီးတော့အရွက်တွေလုံးဝကုန်သွားတဲ့အခါမှာသစ်ပင်လည်းတည်သွားမှာဖြစ်တယ်လို့ဂျက်လည်းအသက်ဆုံးရှုံးနိုင်တယ်လို့သူတွက်ဆခဲ့ပါတယ်။ဒီတော့ဂျက်ကစကားမပြောဖို့ဆုံးဖြတ်ခဲ့ပြီးတော့စားနေရတဲ့အခါမှာလည်းအလုံးမဖြစ်တော့ဘဲနဲ့သစ်ရွက်တွေကခြေချလာပါတယ်။နောက်ဆုံးတော့ဇနီးဖြစ်သူနဲ့လည်းသဘောထားချင်းမတိုက်ဆိုင်တော့တဲ့အပြင်အလုပ်တွေလည်းအဆင်မပြေဖြစ်လာပါဗျ။အစာပိုင်းမှာတော့ချက်ကဒီအချိန်တွေအတွက်စိတ်ပြတ်အားငယ်နေခဲ့ပေမဲ့ ဒေါက်တာစံကြာရဲ့စကားတွေကမူသားတွေအလိန်ညာတွေနဲ့ပြည့်နေနေတဲ့သူ့ရဲ့ဘဝကိုပြန်လည်ဆန်းစစ်ဖို့အတွက်အားရင်နေဖြစ်ခဲ့ပါတယ်။ထူးဆန်းတဲ့သစ်ပင်ကြီးမှလည်းအရွက်တွေကတိတ်မကြံတော့ပါဘူး။နောက်ဆုံးသူတို့တကယ်ပဲဒေါက်တာစံကြာပြောသလိုဖြစ်လာမှာလား။ check တယောက်မူသားတွေအလိန်ညာတွေနဲ့ပြည့်နေခဲ့တဲ့သူ့ရဲ့ဘဝကိုဘလို့ပြန်လည်ဆန်းစစ်မလဲ။ ထူးစားတဲ့သစ်ပင်ကြီးနဲ့ jack တို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုသိကြရင်တော့2012ခုနှစ်မှာထွက်ရှိခဲ့တဲ့ A Thousand Walls ရုပ်ရှင်ဇာတ်ကားမှာဆက်လက်ကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်။ဒီဇာတ်ကားကိုတော့ writer Brian Robbins ကရိုက်ကူးခဲ့တာဖြစ်ပြီးတော့ Jack McGall အဖြစ် Eddie Murphy, Young Jack အဖြစ် Ashley Draper, Caroline McGall အဖြစ် Carrie Washington, Aaron Weisberg အဖြစ် Clark Duke, Dr. Sanger အဖြစ် Cliff Curtis ဆမန်သာဒေးဗစ်အဖြစ်အလစင်ဂျန်နီတို့ကအဓိကပါဝင်တယောက်ဆောင်ထားပါတယ်။ဒီစကားကတော့ IMDb rating 5.9ထိရရှိထားပြီးတော့ဝင်ငွေအနည်းနဲ့ American Dollar 22သန်းထိရရှိထားတယ်။အောင်မြင်တဲ့စကားတကားပဲဖြစ်ပါတယ်ရှင်။ဒီနေ့လက်မတော်ရဲ့ suggested movie season ကနေပြီးတော့ Edward Dragon Murphy လို့ခေါ်တဲ့ Eddie Murphy ရဲ့2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Haunted Mansion နဲ့2012ခုနှစ်မှာထွက်ရှိခဲ့တဲ့ A Thousand Walks စကားတွေကိုဒီတစ်ပတ်ရဲ့ weekend မှာကြည့်ရှုဖို့အတွက် title လိုက်ချင်ပါတယ်ရှင်။ ီဇက်ကားတွေကလည်းပြည်သက်တွေအတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့ရှုလို့ကောင်းမဲ့ဇာတ်ကားတွေဖြစ်မှာမှန်ပါပဲရှင်။လေမနော suggested movie season လေးကိုတော့အပတ်စဉ်အင်္ဂါနေ့ည8:45မိနစ်ချိန်တိုင်းမှာ Fortune TV Channel နဲ့ Fortune TV Application တို့မှာတပြိုင်တည်းတည်းကြည့်ရှုနိုင်မယ့်အကြောင်းကိုပြောပြချင်ပါတယ်ရှင်။ရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတက်ဆက်ပေးနေရဖြစ်တဲ့အတွက်လေမနောရဲ့ season လေးကိုဆက်ဆက်စောင့်ကြည့်ဖို့လည်းပြောပြပါစီရှင်။လေမနောနောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်။ Thank you ။